အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားစင်ရောပဲဖြစ်ပါတယ်2025ခုနှစ်မတ်လ16ရက်ညနေပိုင်းရေပြင်စီရေးသတင်းများနဲ့စီရေးသုံးသက်ချက်များကိုဖတ်ကြားတင်ပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာရှမ်းပြည်တောင်ပိုင်းကလောအခြေဆိုင်တပ်မ99ကနေအရမလူသစ်စုရင်နန်း78စီဟူပုံးတပ်မတော်သိပ္ပံနဲ့ဤပညာသိပ္ပံကိုပို့ဆောင်ထားပါတယ်စကားစဟာယခုရလာတဲ့လူငယ်တပ်သားဖြစ်တွေကိုစစ်ခြေခံလက်တွေတပ်တွေမှာထက် တမ်းမြင့်လေးခြင်းအကြောင်းတွေစတနာနဲ့ဘူတင်နန်းကျောင်းတွေမှာအင်အားပုံမှုများပြားစွာလေ့ကျင့်နေတာကိုတွေ့ရပါတယ်။ PDP ဆုပ်စစ်ခြေကလေ့ကျင့်ရေးတက်တွေထက်အကြက်ကြီးအစ်စ်အရာရှိအစ်စ်တွေမွေးထုတ်ပေးတဲ့စစ်ကြောင်းကြီးတွေမှာတက်ရောက်စီပြီးတိုက်လို့ခိုက်လို့စိတ်စက်လို့ဖြတ်လို့စိတ်တွေဖြစ်လာဝင်းမြူပြီးကျူးစုပြိုးထောင်လိုဟန်ရှိနေပြီမဲ့လက်ရင်လက်တလို့ဘယ်ပြောင်းရောက်ရှိနေသေးပဲဖြစ်ပါတယ်။စကိုင်းတိုင်းတွေကမုံရွာခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်တော်ရှိအမတ်ကြီးလို့ခေါ်ရမယ် ီတို့စစ်ဂျီဝါလို့ခေါ်တဲ့ Lieutenant Colonel နိုင်လင်းစုအကြောင်းနည်းနည်းပြောပြပေးပါမယ်။ဒီဘဲကြီးကရခိုင်တိုင်းမူကောင်ဗိုလ်ချုပ်တန်းထိုက်ဗိုလ်ချုပ်တန်းထိုက်နဲ့တပတ်စင်နဲ့သူ့မှာ KP လေးရှိပါတယ်။မုံရွာခေါက်ကွေးတဲ့ကကယ်ရီမဲကြီးဖြစ်ပါတယ်။ဂျီဝါကြီးမျက်လုံးထဲမှာတော့တုတ်တုတ်လုံး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 တုတ်တုတ်နဲ့ချက်စရာလေးဖြစ်နေမယ်ထင်ပါတယ်။အဲ့ဒီမဲလုံးမလေးမှာအရက်အမြင်မူးနေတဲ့ယောက်ျားလေးရှိနေပါသေးတယ်။အခုဆိုရင်မဲလုံးမလေးဟာစီနီယာကယ်ရီမဲတွေကိုကြော်တက်ပြီး လေ့ကျင့်ရေးကွင်းတာဝန်ခံဆိုပြီးခန့်ထားလို့ခေါက်ကွင်းတွေကဝင်တန်းတွေမကြည်မနက်ဖြစ်နေကြပါလေ။ဂျီဝမ်ကြီးရဲ့ချက်ကာကစုစုဖြိုးတဲခုကန်ဖြစ်ပါလေ။မယုံရင်ဖုန်းဆက်ကြည့်ပါ။အဘကြီးအခန်းအားပြီလို့ဖုန်းနံပါတ်ကတော့39 699 3848ပဲဖြစ်ပါလေ။ပြည်သူ့စစ်ဂျီဝမ်ကြီးဟာဖြူတွေကိုအဓိကကင်တွေအုပ်ချုပ်ရတာဖြစ်တဲ့ဆိုပေမဲ့ဝါတဝါနဲ့တော့သိပြီးအစေးမကတ်လာဘူးလို့လည်းသိရပါလေ။တန်းဆယ်ဘက်မှာလည်းထိတွေ့တိုက်ပွဲတွေဖြစ်နေပါလေ။ဘူးတလီမြို့နယ်ကတော့ စကားသာပြည်သူစစ်အင်အားကိုအကာအကွယ်ယူပြီးစစ်ကြောင်းတွေလွန်ထုတ်လှုပ်ရှားလျက်ရှိကဒေသခံကာကွယ်ရေးအဖွဲ့တွေစစ်ရေးလှုပ်ရှားမှုပုံမဖော်နိုင်အောင်စိုးမိုးထားပါတယ်။ဘကိုးတိုင်းအရှိချမ်းအုပ်တွင်းမြို့နယ်ကျွဲဖွဲအရှိဘက်စပတိကျေးရွာကိုစကားသာကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခံထားရလို့ဒေသခံအပြစ်မဲ့ပြည်သူတို့တေဆုံးခဲ့ရပါတယ်။ပြီးတော့၃နာရီအတွင်းရွာတဲကနေထွက်ခွာသွားရင်အမေပေးပြီးစစ်ကြောင်းတစ်ကြောင်းတက်ဆွဲအခြေပြုထားပါတယ်။ဗီတန်ရင်တက်ဖွဲ့ဖြစ်တယ်ဆိုတာကတော့ စီစစ်နေသေးပဲဖြစ်ပါတယ်။မခွေးတိုင်းပခုတ်ကူမြို့နယ်တမတရတစ်ဌာနချုပ်ထဲကို60မမလက်နက်ကြီးနဲ့ဒေသခံပူပေါင်းအဖွဲ့တွေပြစ်ခတ်တိုက်ခိုက်မှုပြုလုပ်ထားပါတယ်။တပ်ဧရိယာတွေကိုကြားရောက်ပောက်ကွဲခဲ့ပေမဲ့အထူးကိစ္စတော့မသိရှိရသေးပါဘူး။တမတွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပြစ်ခတ်တုံ့ပြန်တာမျိုးရှိပေမဲ့တပ်ပြင်ထွက်ပြီးလိုက်လံရှင်းလင်းတာမျိုးလုံဆောင်တာကတော့မတွေ့ရဘူးဖြစ်ပါတယ်။ဒီရက်ထက်မှာပခုတ်ကူတပ်ကစစ်သားတွေဟာအိုးဝေး သုံးမင်းတက္ကစီတမားအယောင်ဆောင်ပြီးလူငယ်တွေကိုဖမ်းဆီးနေပါတယ်စစ်သားတပ်သမီးတွေနဲ့ဖွေအုပ်ဝင်တန်းတွေကအသွင်ယူဆောင်ရွက်နေတာဖြစ်ပါတယ်ခလာရ259ကအဆိုးဆုံးဖြစ်ပါတယ်ဗရန်တန်နဲ့နိုင်ရီကံမဲ့တော့ခေတ္တခဏငြိမ်သက်နေပုံရပါတယ်ဂုံကြီးလမ်းပိုင်းမှာတော့ဆကားဆစစ်ကြောင်းတွေခတ်ကျဲကျဲကနေခတ်ဆိတ်ဆိတ်တက်ဖြတ်နေရယူလာကြတာကိုတွေ့ရပါတယ်အာမတ395ခုပြစ်ခတ်တိုက်ခိုက်ခံရပြီးခရေက မဆာခ905နဲ့အမတ၄၀၉မှာလဲထုံးစံအတိုင်းစာလာရီထဲတဲထဲတဲ့ခန်းစစ်စီမံချက်တွေနေရောညပါအပူတစ်ပြင်းလှုပ်ဆောင်နေရပြီပဲဖြစ်ပါတယ်။ကံယူရန်ခွင် တနင်္လာရီတိုင်းကျွန်းစုမြို့နယ်ထဲမှာလဲတိုက်ပွဲဖော်ဆောင်ထားနိုင်တာရှိပါသေးတယ်။လွန်ခဲ့တဲ့၃ရက်လောက်ကဖြစ်ပါတယ်။စာကဆာနဲ့ပြည်သူစစ်တွေလိုက်ပါလာတဲ့စစ်ရေးရင်တန်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။အင်အား60ခန်းပါတဲ့အစိုးရစစ်ကြောင်းဟာမိုင်းတွေးကြေးရာကနေဖိုင်ဘာလီ၃စီးနဲ့ချီတက်လာစဉ်ဝင်တောင်ကြေးရာအနီးမှာ မိနစ်အနည်းငယ်ကအကြည့်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးကာကွယ်ရေးအဖွဲ့တွေအထိတ်ကိမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီးစစ်တပ်ဘက်ကအကြဆုံးစီးရင်စုံစမ်းနေတယ်လို့သိရပါတယ်။ရှမ်းတောင်ဘက်မှာစကားဆစီးရေးလှုပ်ရှားမှုတွေအတော်လေးစိတ်လာနေပါတယ်။ရေခါရင်တန်းခဲရန်ရင်တန်းတွေရွှေညောင်ကနေတစ်ဆင့်ဘာထုကိုပို့ဆောင်နေပြီးအင်တော်ကြောက်ကူဘက်ကိုတက်နေတာရှိပါတယ်။လွန်ခဲ့တဲ့နှစ်ရက်အတွင်းစုစုပေါင်း၈စီးရှိပြီဖြစ်ပြီးအင်အားဖြင့်အင်အား တရာလောက်လဲပါဝင်နေပါတယ်။တောင်ခမ်းဘက်ကိုဆက်ဖို့မို့လဲဆက်ဖို့မယ်လို့သုံးသပ်ရပါတယ်။ယနေ့နေခင်းတနာရီမှာလဲစစ်ရင်တန်း600ဆီယာချင်းကွင်းရွာအထက်မုတ်ဆိုးတောင်ကြီးရှိ SSPB အစိမ်းဂိတ်ကိုဖြတ်ခါကြောက်ကူဘက်ကိုထွက်သွားတာရှိပါတယ်။ဒစည်းကိုအင်အား30ခန်းနဲ့ခမ်းမန်းအင်အား180လောက်ထပ်တက်နေတာဖြစ်ပါတယ်။စကားစားဟာသူတို့ရဲ့ဆက်သွယ်ရေးလုံခြုံမှုစနစ်ကိုပုံစံတစ်မျိုးပြောင်းလာပါတယ်။အရင်ကဆိုရင် MA6 လို့ခေါ်တဲ့လမ်းလျှောက်စကားပြောတဲ့ကနေခေါင်းပေါင်းနဲ့80ကိုင်းပဲ 80ကြိုင်မယ်ဆိုတာတော့ဆက်သွယ်ရေးခေါ်စကားပြောမယ်ပေါ့နော်အဲအဲ့လိုအထိပ်ပဲရပါတယ်စက်ကြီးပေါ်တက်ခဲ့ဆိုပြီးလုတ်ကင်ဆောင်ရဲကြပါတယ်အခုဆိုရင်တော့ကြောင်းမြန်ဖြစ်သွားပါပြီဆက်သွယ်ရေးဇက်ကနေခေါင်းပေါင်းနဲ့80ကြိုင်မယ် Starling ဖွင့်ပြီး line ပေါ်တက်လာခဲ့ဖြစ်သွားပါပြီသူတို့အားထားရတဲ့ဆက်သွယ်ရေးဇက်ကတော့မယုံမကြည်ဖြစ်နေရပြီးကိုယ့်ရိတ်ကိုယ်တောင်ပြန်လန့်နေရတဲ့အနေအထားကိုရောက်နေပြီဖြစ်ပါတယ်အားလုံးပဲအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲကျွန်တော်အခုစာစပြီးဖတ်ခါစမလို့ နည်းနည်းဖြစ်တယ်လို့ဖြစ်နေတာမျိုးတွေလည်းသိခံပြီးနားထောင်ပေးကြပါကဲကျွန်တော်ရဲ့ channel လေးကသူစားနဲ့နိုင်နိုင်ချွတ်ချွတ်မြေပြင်သတင်းဥတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ခေါင်းလောင်းလေးကိုလက်မလေးနဲ့နှိပ်ပေးကြပါဦးခင်ဗျာ